ေရမယ့်ဘာသာအရန်ခက်ပေမဲ့1 subject 1 night တမမှုညလုံးပေါက်စာလုပ်ပြီးတော့မနက်ကျမှစာမွေးပွဲခန်းထဲဝင်ပြေးပေမဲ့တလုံးမမမမိပဲနဲ့အားလုံးမိသွားတာမျိုးကြုံမှုကြလားဒီလိုခံစားနေရရင်တော့မိတ်ဆွေတယောက်တည်းမဟုတ်ပါဘူးဒီလိုမျိုးအရန်ခက်တဲ့ဘာသာရပ်တွေကိုအမြန်ဆုံးလေ့လာနိုင်မယ့်နည်းလမ်းတစ်ခုတော့ရှိပါတယ်ဒီနည်းလမ်းကိုတော့ American တယောက်ကတီထွင်ထားပြီးတော့သူ့နည်းလမ်းကိုသုံးရင်တော့လုံးဝစာမေးမှာမဟုတ်ပါဘူးသူ့ရဲ့နည်းလမ်းကို Feynman Technique လို့ခေါ်ပြီးတော့ဒီနည်းလမ်းကိုတီထွင်ခဲ့တဲ့သူကယူဘဗီရာနိုဘယ်ဆုရှင် မဟန်တန် project မှာလက်တော့တနေရာပါဝင်ခဲ့တဲ့သူပြီးတော့ NASA ရဲ့ Space Shuttle Challenger ဘာလို့ပြတ်ခဲ့ရလဲဆိုတဲ့အဖြစ်ကိုရှာပေးနိုင်ခဲ့တဲ့သူပါဒီနီလန်းကလောရတာအရန်ကိုလွယ်ကူပြီးတော့တစ်သမျှစာတိုင်းကိုမှတ်မိနေတဲ့အတွက်လူတိုင်းရဲ့အသေးစွတ်ဖြစ်နေရတာပါစာလုံးကမမေ့မဲ့နီလန်းကဘယ်လိုမျိုးလဲဒီနီးကိုနေရာတိုင်းမှာတုံးလို့ရလားဆိုတော့ကြည့်လိုက်ကြရအောင် ပထမဦးဆုံး Feynman တက္ကသိုလ်အကြောင်းမပြောခင်မှာစာဆိုလို့ရှင်မဟာရထတာရကစာပေတင်ကြားရေးမှာအထောက်ကူပြုအောင်လို့ဆိုပြီးတော့ရေးပြထားခဲ့တာကိုငငယ်ကအားလုံးသင်ခဲ့ပူကြမှာပါသူစီပူပါဝီလီတိတာအခရာဆွဲသုံးဤရှင်းလုံးကိုတီကုံးပန်းတွင်နေတိုင်းစင်လို့ဆိုတဲ့အကြောင်းအရာတစ်ခုကိုလေ့လာမယ်ဆိုရင်တော့သူ့နေရာဆိုတဲ့နာကြားရာဤစိန်တေရကြံစီရာဤပြစ်စီရ မေးမြန်းရာဤဘာတေရပြောဆိုရာဤဝိစာရေရစူးစမ်းစင်ခြင်းရာဤလိတ်ခေရရေးမှတ်ရာဤ တိတ်ခေရ၄ချင်ရာဤဒါရီရနှောက်တဲ့ဆောင်ရာဤဆိုရက်စားတဲ့အချက်ရှိချက်ကိုသုံးဖို့ပြောဆိုဆုံးမှထားပါဗျ။ဒီအချက်ရှိချက်ကိုလေ့လာသင်ကြားတဲ့နေရာမှာသုံးမယ်ဆိုရင်လွဲကိုချုံးဝေပြီးတော့မကောင်းမမွန်လေ့လာနိုင်မယ်လို့ဆုံးမခဲ့ပါဗျ။ဆရာတော်ဆုံးမသွားတာတွေကလက်တွေ့ဘဝမှာတကယ်ပဲအသုံးဝင်ခဲ့ပေမဲ့ကြာလာတဲ့အမြလူတိုင်းကဒီလိုစကားလုံးတွေရဲ့အနားအသေးပဲကိုသိချာနားမလဲတာတကြောင်ငငယ်ရစာတင်ခဲ့တဲ့နေရာမှာဒီလိုအလေးအကျင့်တွေကိုမပြောထောင်ခဲ့ရတာတကြောင်အကြောင်းပေါင်းမျောမျောစွာနဲ့တည်မှုတွေမှာနှောင့်နှေးခဲ့ရပါတယ် ဒါကတော့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ဆန်လေးလာတဲ့နေကိုအချင်းချုပ်ပြီးတော့ပြပြပေးသွားတာပါ။ဒါဆိုရင်ဖေးမန်အကြောင်းအပြင်သွားလိုက်ကြရအောင်။ Richard Feynman ကအမေရိကန်လူမျိုးဖြစ်ပြီးတော့ယူမဗေဒအကျော်အမော် Nobel ဆုရှင်ဂျီနီယက်တယောက်ညဉ့်ကြီးရှင်တယောက်ဆိုပြီးတော့ပြောကြပေမဲ့တကယ်တမ်းမှာတော့သူ့ရဲ့ IQ က120ပဲရှိပါတယ်။ IQ 120ဆိုလို့တာမန်လွင်ထက်ပိုတော့နေရလို့အချိန်ကောင်းထင်နိုင်ပါလိမ့်မယ်။ဒါပေမဲ့ IQ 120ဆိုတာလူ20မှာတယောက်ရှိတဲ့အတွက်တာမန်မဲလို့ပြောလို့ရပါတယ်။ ကမ္ဘာပေါ်မှာလူဦးရေ10ဘီလီယံရှိတဲ့အထက်မှာတန်တရား60မှာ DIG ရှိရဆိုပြီးတော့ခံမှန်းတွက်ချက်လို့ရပါတယ်။ဒါပေမဲ့ဒီလိုတန်တရား60လုံးက Nobel ဆုရှင်ယူဘဗေဒပညာရှင်မဖြစ်ခဲ့ပါဘူး။ဒါဆိုရင် Fermi ရဲ့ထူးခြားချက်ကပါလဲ။တရားရာတော့ Fermi technique လို့ပဲယူဆမယ်ဆိုရင်တော့မှတရားခိုင်တော့မဟုတ်ရင်တော့ရှိစေရကနလောကတော့မှန်ပါလိမ့်မယ်။မိတ်ဆွေတို့အိုင်စတိုင်ရဲ့စကားတစ်ခုဖြစ်တဲ့အကံ၍တင်းရ6နှစ်ကလေးနားလည်နိုင်အောင်မရှင်းပြဘူးဆိုရင်အဲ့ဒီဘာသာရပ်ကိုမင်းတိချာနားမလည်သေးလို့ပဲဆိုတော့ထောက်ပြခြင်းပါတယ်။ ဒီစကားကအိုက်စတိုင်ရဲ့မူပိုင်စကားမဟုတ်ဘဲနဲ့ဒီစကားကိုစပြီးတော့သုံးခဲ့တဲ့သူနင်းစင်နဲ့အမျှကျင့်သုံးခဲ့တဲ့သူကတော့ရစ်ချက်ဖေးမန်ပါ။သူကပျော်ပျော်နေတတ်တဲ့သူဘွန်ကိုဆိုတဲ့ပုံစံလုံးထက်သူရိယာကိုတီးရတာဝါသနာပါတဲ့သူစကကြီးစကကြယ်တွေကိုပြောရတာမုန်းတဲ့သူခမားကိုယ်တိုင်နားလေလို့ယူဆထားတဲ့ဘာသာရဲ့တစ်ခုအကြောင်းအရာတစ်ခုကိုကျန်တဲ့သူတွေနားလေအောင်တည်တည်ဆဆရှင်းရှင်းလင်းလင်းတာမန်စကားလုံးတွေနဲ့မရှင်းပြနိုင်သေး၍အဲ့ဒီဘာသာရဲ့ကိုလုံးစိပတ်စိနားမလည်ဘူးလို့ပြောလို့ရှိပါတယ်။ဒီစကားကနေပဲဖေးမန်တက်ကနစ်ဆိုတာဖြစ်လာရတာပါ။ ပြောရရင်တော့သူ့ရဲ့ဘဝတစ်ချက်လုံးကျင့်သုံးခဲ့တဲ့ဒီနည်းလမ်းကြောင့်ပဲသူကယူအပေရပညာရှင်နိုဘယ်ဆုရှင်ဖြစ်လာရတာပါ။ဒါဆိုရင် Feynman technique ဆိုတာကဘာလဲ။ Feynman technique ဆိုတာကဘာသာရပ်တစ်ခုအကြောင်းအရာတစ်ခုကိုလေ့လာတဲ့အခါမှာပို့ပြီးတော့လွယ်ကူအောင်အချိန်ကြာကြီးမှတ်မိနေအောင်လုပ်တဲ့နည်းပါ။ဒီနည်းလမ်းမှာဆိုရင်တော့အချက်က၄ချက်ရှိပါတယ်။ပထမအချက်ကတော့ခေါင်းစဉ်ုံစာရွက်အလွတ်တစ်ခုပေါ်မှာချရေးပြီးတော့သူနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတစ်ချက်ချင်းစီအကြမ်းချရေးလိုက်တာပါပြီးရင်တော့ဒုတိယတစ်ချက်ကငါးတန်းကလေးတစ်ယောက်ကအစနားလဲရအောင်လို့ အယိုးရှင်းဆုံးစကားလုံးတွေနဲ့ပြန်ရှင်းပြနိုင်မှုအတွက်ပြောင်းလိုက်တာပါဒီကနေပြီးတော့မှတတိယတစ်ချက်ဖြစ်တဲ့အဲ့ဒီကလေးတွေနားမလည်နိုင်မဲ့အချက်ဒါမှမဟုတ်ကိုတိစာရှင်းမပြနိုင်တဲ့အချက်တွေကိုပြန်လေ့လာပြီးတော့အဲ့ဒါတွေပြီးသွားရင်တော့နောက်ဆုံးအချက်ကတော့ပြန်ပြီးတော့ရှင်းပြဖို့လုပ်တာပါပြောရရင်တော့ကိုချရင်ထားတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့တခြားသူနားလဲအောင်အယိုးရှင်းဆုံးနည်းလမ်းတွေသုံးပြီးတော့ပြန်ရှင်းပြတာကို payment technique လို့ခေါ်တာပါဒါဆိုရင်ဒီနည်းလမ်းကဘယ်လောက်ထိတည်ရမှုရှိလဲဆိုတာကိုဥပမာတစ်ခုလောက်ကြည့်လိုက်ကြရအောင် ဥပမာတစ်ခုမလုပ်ခင်မှာမင်းစီတို့ထဲမှာခဏခဏမေးတတ်တူတွေရှိလားတကယ်ချင်းကြောက်ဒါမှမဟုတ် client အနေနဲ့စကားပြောထားခဲ့ပေမဲ့တိစားပြန်မမမိရမျိုးတွေချိန်ထားတဲ့အချိန်တွေကိုမေးနေတာမျိုးတွေခံစားနေရပြီလားဒါဆိုရင်တော့မင်းစီစီမှာဒုတိယအုံတော်လိုအပ်နေပါပြီဒုတိယအုံတော်ကပါလဲသူ့ကိုဘယ်လိုမျိုးလုပ်ရလဲသိကြရင်တော့ရှင်တို့ application ထဲမှာရှိတဲ့ binting and second brain ဆိုတဲ့အနှစ်ထုတ်စာကိုဖတ်ထားမှအောင်ရမယ်နော် ရှင်တို့ application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေစာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ရောစာနဲ့ပါအချိန်မရွေးနေရမရင်ဖတ်ရှုနိုင်စနိုင်တဲ့ audio book တွေလည်းပါဝင်တဲ့အတွက်အခုပဲ Play Store နဲ့ App Store မှာ download ဆွဲပြီးတော့ဒီနေ့အစပြီးတော့စာတွေဖတ်ဖို့တက်တွန်းလိုက်ပါတယ်ဒီဥပမာမှာပါတဲ့အချက်တွေကပထမတစ်ချက်ကိုပြောရမယ်ဆိုရင်တော့စာအုပ်တုပ်ထဲမှာကိုလေးလာမယ့်ခေါင်းစဉ်တစ်ခုကိုချပြီးရေးထားလိုက်တာပါ။ လူမျိုးချပြီးတော့ရေးထားလိုက်တော့ကိုယ့်ရဲ့ဥတီချက်ကတခုတည်းဖြစ်သွားတာပေါ့ပြီးရင်တော့ဒီခေါင်းစဉ်အောက်ကနေပြီးတော့မှကိုတိထားတဲ့အကြောင်းအရာတွေအားလုံးကိုအယိုးရှင်းဆုံးနဲ့နားလည်ဖို့အလွယ်ဆုံးဖြစ်အောင်ချက်ရေးထားလိုက်ဖို့ပါပဲဒါဆိုရင်အခုခေါင်းစဉ်တခုအနေနဲ့ဆိုလာပြားတွေကဘယ်လိုလုပ်တာလဲဆိုလာမီတီတလုံးကိုနေရောင်ထဲမှာပစ်ထားလိုက်တာနဲ့ညာဘက်တညာလုံးလင်းရတာဘာကြောင့်လဲဆိုတော့ဆိုလာစနစ်တခုမှဆိုရင်နေရောင်ထဲမှာထားမဲ့ဆိုလာပြားတွေရှိမယ်အဲ့ဒီဆိုလာပြားတွေကနေတစ်ဆင့်နေရောင်လဲစစ်ဆွဲရင်အဖြစ်ပြောင်းမယ်ရလာတဲ့ဆွဲရင်တွေကိုဘက်ထရီထဲမှာတင်ထားမယ် ပြီးရေလျက်စကိုပြန်ပြီးတော့ထုတ်ပေးမယ်။ဒါဆိုတော့စနစ်တစ်ခုရဲ့အကြမ်းမြင့်အလုပ်လုပ်တဲ့ပုံစံမှာဒါဆိုရင်ဒီအချက်ကငါးတန်းကလေးတစ်ယောက်ကနားလည်နိုင်မှာမလား။ပြန်စမ်းစမ်းကြည့်ကြရအောင်။ဆိုလာပြားဆိုတာကိုပုံပြရင်တော့တို့ကမြင်မှုတွေဆိုပြီးတော့ပြောစင်ပြောကြလိမ့်မယ်။ဒါပေမဲ့သူ့ရဲ့အလုပ်လုပ်ပုံကိုသိမှာမဟုတ်ဘူး။ပြီးတော့ဘက်ထရီဆိုတာကပါလေ။အိမ်မှာတော့မြင်မှုနေပေမဲ့ဒီဟာကဘလို့အလုပ်လုပ်တာလဲ။ကလေးတစ်ယောက်အနေနဲ့နောက်ဆုံးမှမိသီကလေးကိုဖွင့်လိုက်ရင်မိလေးလာမယ်ဆိုတာတော့သိတယ်။ဒါပေမဲ့လျှင်စစ်ရဲ့အလုပ်လုပ်ပုံအသေးစိတ်ကတော့တိကျသိနိုင်မယ်မထင်ပါဘူး။ ဒါဆိုရင်ခလေးတယောက်နားလဲရဲ့အထိရိုးရှင်းအောင်ဘယ်လိုရှင်းပြလို့ရမလဲဒီချက်တွေကတော့နမနစ်အချက်ဖြစ်တဲ့ကိုရှင်းပြမယ့်အရာထဲရမှမရှင်းလင်းတဲ့အချက်တွေကိုဆွဲထုတ်လိုက်တာပါဒါဆိုရင်နံပါတ်3အချက်ဖြစ်တဲ့မရှင်းလင်းခဲ့တာနားမလည်ခဲ့တဲ့အချက်တွေကိုပြန်ပြီးလေ့လာကြည့်ကြရအောင်မိုးရွာရင်ပုံးတွေကြောက်စီတွေနဲ့ရေခန့်ကြတာရှိသလိုတချို့ကကြတော့လေမိုးရွာတွေအများကြီးလိုချင်တော့မိုးဟာစာအချင်းကြီးတွေလှုပ်ပြီးတော့မိုးရွာခန့်ကြတယ်ဆိုလာပြားကလည်းအဲ့လိုပါပဲ ူကမွေးရည်ကိုခံထားမဲ့အစားနေရောင်ကနေပြီးတော့ရှားလာတဲ့စွမ်းရည်တွေကိုယူထားတယ်။ပြီးရင်နေရောင်ကအလင်းနဲ့ထိတဲ့အခါမှာမီးချိုတောက်လျှောက်လျှက်စစ်ထုတ်ပေးတော့ပေါ့။ဒါဆိုရင်စွန်လာပြားကထုတ်လုပ်ပေးလိုက်တဲ့လျှက်စစ်တွေကိုဘက်ထရီထဲမှာတင်ထားမယ်။ဘက်ထရီဆိုတာကမိုးရွာတဲ့အခါရေရီခံထားတဲ့ကြောက်စီကြီးလိုမျိုးပါပဲ။သူကလျှက်စစ်တွေကိုထင်းထင်းပေးထားတာပေါ့။ဒါဆိုရင်နံပါတ်၄အချက်ပြတဲ့နောက်ထပ်တစ်ခေါက်ထပ်ပြီးတော့ရှင်းပြကြဖို့အချိန်ပါ။ဆိုလာစနစ်ကဘလို့အလုပ်လုပ်လဲဆိုလာစနစ်ဆိုတာကမိုးရည်ထည့်ထားတဲ့အကြောင်းစီကြီးတစ်ခုလိုပဲ ူကရေကိုတင်ထားတာမျိုးမဟုတ်ပဲနဲ့နေရောင်ကရှားနေတဲ့လဲစစ်ဆွဲရင်ကိုတင်ထားတယ်။ပြီးရင်လိုချင်တဲ့အချိန်မှာပြန်ပြီးတော့ထုတ်ပေးတယ်။အဲ့လိုစနစ်ကိုခေါ်တာပါ။ဆိုလာစနစ်မှာပါတဲ့ဆိုလာပြအမိုးရေကိုခံထားတဲ့အမိုးလိုပဲ။သူကနေရောင်ကနေပြီးတော့ဆွဲရင်နေရတယ်။အဲ့ဒီရှားလာတဲ့ဆွဲရင်ကိုဘက်ထရီလို့ခေါ်တဲ့ကြောက်စီကြီးထဲမှာတင်ထားတယ်။ပြီးတော့လိုချင်တဲ့အချိန်ကျရင်လိုတလို၃နာရီလို့လဲစစ်ကိုထုတ်ပေးတယ်။မီတာကမကုန်မဲနဲ့ညဘက်ညလိုမီလီနာဘလောက်တောင်မှကောင်းလိုက်လေ။နေရောင်မဲလို့တဲ့ကျန်တာဘာမှမလို့ဘူး။ ဒီလိုမျိုးကိုသိကျင်တဲ့အကြောင်းအရာတွေကိုလေးရနေတဲ့အကြောင်းအရာတွေကိုခလေးတယောက်ကအစနားလဲအောင်လို့ပြန်ပြီးရှင်းပြနိုင်တဲ့အခါမှာတော့အဲ့ဒီအကြောင်းအရာကခေါင်းထဲမှာတေချာဆွဲမြဲနေပြီးတော့ဘယ်ချိန်စဉ်းစားစဉ်းစားခေါင်းထဲမှာအမြဲပေါ်လာနေရပေါ့ဖီမေးရဲ့နေစနစ်ကလည်းဒီလိုမျိုးပါပဲတစ်ဖက်သားနားလဲအောင်ပြန်ရှင်းပြရင်နဲ့မှဘယ်တော့မှမမိတော့တာမျိုးကိုဆိုလိုတာပါဒီနေစနစ်ကိုတော့သိပ္ပံပညာတွေတမိုင်းဖြစ်ရတွေရုပ်စော့အစုံ AI အကြောင်းရှင်းပြတဲ့အခါမှာတော့မှတုံးလို့ရပါတယ် ဒီဗီဒီယိုကိုအနည်းချက်ရမယ်ဆိုရင်တော့မင်းစီအနေနဲ့နောက်ပိုင်းမှာစာလေးလာတာပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုကိုနားလည်နေတာပဲဖြစ်ဖြစ်ပုံမှန်စာချက်တာနားလည်အောင်လုပ်တာတွေထက်ပြန်နေပေးဖို့အတွက်ကိုအဓိကထားပြီးတော့လုံးကြီးဖို့တိုက်တွန်းချင်ပါတယ်။ဘေးနားမှာဘယ်သူမှရှိမနေဘူးဆိုရင်လည်းစာအုပ်ကိုရှုမှန်အောင်ကြည့်ပြီးတော့ပြန်မျက်လို့လည်းရပါတယ်။ဒါမှမဟုတ်အယုတ်တယုတ်ထောင်ထားပြီးတော့သူ့ကိုပြန်ပြီးတော့ရှင်းမြတ်တဲ့လူမျိုးနဲ့လုပ်လို့ရပါတယ်။ဖေးမှတ်မြတ်တဲ့လူပဲအကဲ၍တင်ကိုရိုင်းကသူများနားမလဲအောင်အယိုးရှင်းဆုံးပြောမပြနိုင်ဘူးဆိုရင်တင်ကိုရိုင်းလည်းနားမလဲသေးဘူးလို့ပဲမှတ်ယူကြည့်ပါ။ ကိုယ့်ရဲ့တငယ်ချင်းကိုစာပြန်ရှင်းပြတယ်လို့မျိုးပဲကိုရိုင်းနားလေတဲ့စာကိုရှင်းပြတော့တငယ်ချင်းလဲစာရကိုလဲစာနှခါလုတ်ပြီးသားဖြစ်ဒီလိုသဘောမျိုးပါပဲမိတ်ဆွေတို့ငငယ်တော့ကကိုယ့်တငယ်ချင်းကိုပြန်ပြီးတော့စာရှင်းပြဘူးလားရှင်းပြဘူးလေဆိုရင်ဘယ်လိုမျိုးအတွေ့အကြုံတွေကြုံမှုခဲ့လဲကိုမမမယူသားကြပါအောင်ရှင် ရွှေနှုတ်အပ်ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းထဲမှာနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ်ဖေ့စ်ဘွတ်ပေ့ချ်မှာမေးမြန်းနိုင်ပါတယ်ရှင်။